ဲ့ပရိသတ်ကြီးအားလုံးမင်္ဂလာပါနော်။ကျွန်မဒီမြန်မာနိုင်ငံမှာပေါ့နော်မတ်လ28ရက်နေ့မှာငလင်းလှုပ်ပြီးကြတဲ့ဟာဒီငလင်းအကြောင်းတွေကိုပဲဦးစားပေးပြီးတော့တည်င်းနေတင်ပေးနေတဲ့အတွက်ကြောင့်မလို့ကျမ်းမာရေးနဲ့ပတ်သက်တဲ့တည်င်းနေမတင်ပေးဖြစ်ဘူးပေါ့နော်ကြာပြီ။ဆိုတော့အခုကျမ်းမာရေးနဲ့ပတ်သက်တဲ့တည်င်းကိုပြန်ပြီးတော့တင်ပေးမယ်ပေါ့နော်။ဆိုတော့ပုံမှန်လိုပဲတခြားတည်င်းတွေလည်းတင်မယ်။ကျမ်းမာရေးနဲ့ပတ်သက်တဲ့ဘဝဒုတာရရရှိရဲ့အကြောင်းအရာလေးကိုလည်းတင်မယ်ပေါ့နော်။ ဆိုတော့အခုပြောပြခြင်းတဲ့အကြောင်းအရာတော့ကျမတို့တွေဒီဟင်းနေချက်တဲ့အခါမှာအယောင်တင်မှုန့်သုံးနေပေါ့နော်အယောင်လေးတွေဟင်းချက်ရင်အယောင်လှအောင်ဆိုပြီးအယောင်တင်မှုန့်သုံးကြတယ်ဆိုတော့ဒီအယောင်တင်မှုန့်ကဘယ်လိုမျိုးကျမကြီးတို့ အအနေရှိနိုင်လေနောက်ပြီးသွားလို့ရှိရင်ဒီအယောင်တင်မှုန်နေရတကယ်ရောငရုတ်တိကနေပြီးတော့ပေါ်တော့လှုပ်တဲ့အရေးအသွေးမီရဲ့အယောင်တင်မှုန်နေလားအရေးအသွေးမမီပဲနဲ့ပေါ်တော့လူတွေရဲ့ခန္ဓာကိုယ်ကိုလူခန္ဓာကိုယ်စိုးကျိုးတွေဖြစ်စေတဲ့အရာလားဆိုတာကိုကျွန်မကပြောပြချင်တာဆိုတော့အခုကဒီအကြောင်းအရာကိုပေါ့နော်မပြောပြခင်မှာ ကျွန်မဗီဒီယိုလေးတစ်ပုဒ်ဖွင့်ပြမယ်အကုန်လုံးနဲ့အတူတူကြည့်ကြမယ်နော်ပြီးတော့မှဒီအကြောင်းအရာကိုထပ်ပြီးတော့ဒီအယောင်တင်မှုနေကိုဘယ်လိုမျိုးစားရမလဲဘယ်လိုမျိုးတင်ဆက်ရမလဲဆိုတဲ့အကြောင်းကိုကျွန်မထပ်ပြီးတော့ပြောပြမယ်နော်ဆိုတော့အခုဒီဗီဒီယိုလေးကိုအတူတူကြည့်ကြအောင်နော်အယောင်တင်မှုလေးအင်းခန့်အယောင်တင်မှုကဘာလို့ဘာလို့ပြောရလဲဆိုရင်ကျွန်တော်16 18 16နှစ်18နှစ်နဲ့တားလောက်ကကျွန်တော်တို့မြို့မှာလေး အယောင်တင်တို့စနေမုံတို့နာမည်ကြီးတဲ့ဒစိထုတ်တာကျွန်တော်ဦးလေးရထုတ်တာလေကျွန်တော်အမေရဲ့မောင်ကျွန်တော်မျိုးမှာနာမည်ကြီးပဲဗျာအယောင်တင်မုံအင်ကမ်မုံတို့အယောင်တင်မုံကဘလို့လှုပ်လဲဆိုရင်ဟိုအစေးအကြီးဆုံးကတော့ငရုတ်သီးနီရဲနေတဲ့အတောင်စစ်စစ်ကြီးပေါ့နော်ငရုတ်သီးစစ်စစ်အတောင်နီနီရဲရဲကြီးကိုချိန်တာဘာမှမယုံအဲ့ဒါတော့ဈေးကြီးတယ်ပေါ့ဗျာဈေးကြီးတော့တချို့လူတွေမဝယ်စားနိုင်ဘူးစင်းရဲသားတွေဝယ်မစားနိုင်ဘူး ဲ့ကြရင်ငရုတ်သီးအယောင်တင်မုံအတုကိုဘယ်လိုလုပ်လဲဆိုတော့ငရုတ်သီးမိုးမိထားတဲ့မအောင်တဲ့ဟာတွေပေါ့ဗျာဖလန်ချောင်းတွေအဖြူတွေအဖြူတွေမနီဘူးလေဗျာအဖြူတွေမိုးမိပြီးတော့ပြတ်တဲ့ဟာတွေဖလန်ချောင်းတွေအဲ့ဒီငရုတ်သီးအဖြူချောင်းတွေကိုမှဖျားတွေလူစားတဲ့စိမ့်မဟုတ်ဘူးနော်လူစားတဲ့စိဆိုရင်ကိစ္စမရှိဘူးအဲ့တော့ကိုရီးယားဗဟုသုတမရှိဘူးလေကျမကြီးတွေဘာကြီးနားမလဲဘူးဥလီခိုင်းလောက်ရတာပေါ့ဥလီလောက်ရတယ်သူကလည်းစီးပွားရေးတွေအပြိုင်ဆိုင်နေဆိုလောက်ကြတာပေါ့ ဖြာတွေမှာစိုးတယ်စေလေတချို့ဆိုအဲ့ဒီစေးကိုဆော့ပင်နဲ့လေအဲ့ဒီဖြာစိုးစေးကိုရေလေးစိန်ပြီးတော့ဆော့ပင်နဲ့ဆော့ပင်အချောက်လေဆော့ပင်မမှင်မပေါဘူးအဲ့ဒီဆော့ပင်နဲ့စံအိတ်တွေဘာတွေမှာစာရေးတယ်စံအိတ်စာရေးမှာစံဆိုင်တွေမှာအုံးမြရတယ်အဲ့ဒီစေးလူစားတဲ့စေးမဟုတ်အဲ့ဒီစေးကိုအဲ့ဒီစေးတွေကိုမဖွဲနှုနဲ့ရောကြိတ်ပြီးတော့ခင်ခက်ရောင်းတယ်မုံဆိုပြီးတော့အဲ့လိုအတူလောက်ရောင်းတယ်လေလူတွေကမတိကြတော့ကျမကြီးကင်ဆာရောအဲ့ဘာဖြစ်တယ်ဆိုတော့မတိကြတော့ဝယ်စားကြတာပေါ့ ပြီးအဲ့ဒီငရုတ်သီးအဖြူချောင်းတွေကိုလည်းအဲ့ဒီဆေးဆိုရင်ရဲသွားတယ်။ဖွဲနူးတွေကိုလည်းအဲ့လိုအောင်နေမုံလောက်ရောင်းကြတယ်။အဲ့ဒါကြောင့်ပြောချင်တာအောင်နေမုံဟင်းကငရုတ်သီးဆေးဆေးကိုကြိတ်ထားတယ်ဆိုရင်တော့မှလုံးဝနီရဲနေတဲ့မျိုးအောင်နဲ့နီရဲနေတဲ့အတောင်ကြီးကိုကြိတ်မှသာသူကဆေးဆိုးစရာမလိုတာ။အဲ့ဒါကြောင့်မှဒါပေမဲ့အဲ့ဒါတွေကဈေးကြီးတယ်။အတက်နိုင်သောတော့ငရုတ်သီးအတောင်လိုက်လေ။အတောင်ပေါ့ပဲဖြစ်ဖြစ်အတောင်ရှိပဲဖြစ်ဖြစ် ွာကိုထောင်းတာအကောင်းဆုံးပဲကွာကိုထောင်းပြီးတော့နှင်းချက်ကနီးပါလေရေနွေးလေးနဲ့စိန်ပြီးတော့ထောင်းတာပဲဖြစ်ဖြစ်ဒီတိုင်းအချောက်ထောင်းတာပဲဖြစ်ဖြစ်ကွာကိုထောင်းပြီးတော့နှင်းချက်စားတာအကောင်းဆုံးပဲဆယ်ကတခါအရေးကြီးလို့မထောင်းနိုင်တဲ့အချိန်တောင်မှအရောင်တင်ဖို့တုံးနေခြင်းအရောင်တင်ဖို့အတူကကြောက်ဖို့ကောင်းတယ်အဲ့ဒီသူ့ကိုစိုးတဲ့စီတွေကလူစားတဲ့စီတွေမဟုတ်ဘူးအဲ့ဒီဖြာစိုးစီး ဖြာဆိုးဆေးတယ်မို့လို့ဆက်နွှဲမုံဆက်နွှဲမုံအတူအတော့အဲ့တော့ကြောက်စရာမကောင်းအားလဲဆိုဆက်နွှဲမုံအတူရရင်ဆေးမဆိုးအောင်ဆက်နွှဲဆက်နွှဲမုံလည်းအတူတူရောင်းကြတယ်ကိုကိုတိုင်လောက်ခဲ့ဘူးလို့ဒါပြောပြတာပေါ့လူတွေမဖြစ်အောင်ဆက်နွှဲမုံအတူကအဲ့လောက်ကြောက်ဖို့မကောင်းအဲ့လောက်ယောဂရဖို့မရှိဘူးဘာလဲဆိုဖွဲနှုတို့ဆန်မုံတို့ဆိုတာလူစားလို့ရတယ်လေဖွဲနှုကလည်းလူအတွက်ဟာရရှိရရရှိတယ် သူ့ကိုကြစေးနဲ့မဆိုးဘူးစနင်းမုံတူကြတော့စေးဆိုးပြီးလောရတာမဟုတ်ဘူးစနင်းကောင်းချင်းကြီးလေတို့စနင်းဥကြီးကိုမတိရအညာဟောပါရတချို့ဆိုရင်အဲ့ဒီစနင်းဥကြီးကိုခေါင်းချင်းကြီးကိုဆွေးပြီးတော့မဲနေတဲ့ဟာလေစနင်းကောင်းချင်းကြီးအဲ့ဒီကောင်းချင်းကြီးနွားမီးတိုက်တယ်စနင်းမိုင်းစိတ်ချမ်းနေပါလေလေချင်ပြီးအောင်လို့ချင်ပြီးအောင်မီးမွှေးတယ်လေအဲ့ဒီစနင်းကောင်းချင်းကြီးနှစ်ချို့ကြီးပေါ့ဗျာ အဲ့ဒီခေါင်းရမ်းကြီးကဆန်တွင်းကအတက်ကိုပဲကြိတ်လို့ရတယ်အဲ့ဒီခေါင်းကြီးဥကြီးကြီးကြိတ်လို့မရအောင်သူကအစီနှစ်တည်းတားအများအဲ့ဒီဆန်တွင်းခေါင်းချမ်းကြီးတွေဟိုမှာဘယ်လိုလုပ်လဲဆိုဟိုမှာဆန်တအိတ်လောက်ဖွဲတအိတ်လောက်ကိုအဲ့ဒီအဲ့ဒီဆန်တွင်းခေါင်းချမ်းတပိတ်တာလောက်နဲ့ရောပြီးတော့ကြိတ်လိုက်အဲ့ဆန်ဒီဖွဲတွေကအကုန်လုံးအဲ့ဒီစနွင်ကောင်းချမ်းရဲ့အစီနှစ်တွေအရာကူးပြီးတော့စနွင်မုံရောင်ဖြစ်သွား ါတော့စနင်းကတော့စီမတုံးအဲ့ဒီစနင်းကောင်းချမ်းကိုပဲတုံးပြီးတော့စနင်းအတူလောက်တာစနင်းကောင်းချမ်းကိုဆန်ဒီဖွဲနေရောကျိပြီးတော့တုံးအဲ့ကြအယောင်တင်းမုံစားတာလေးကယူဆိုင်ကြပါလို့ဒီကိုပြောသွားတာတကယ်ကိုဟိုကျမတို့လိုမသိရလူပေါ့เนาะမသိရလူဆိုတာကဘယ်လိုပြောရမလဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့အတုလောက်တယ်ပေါ့ငရုတ်တိမှုံဒီလိုမျိုးအတုလောက်တယ်ဆိုတာမသိတဲ့လူတွေအတွက်တော့တကယ်ကိုဘဟုတုတရရပါတယ်ဆိုတော့ ကျမပြောချင်တာပေါ့နော်ကျမတို့နိုင်ငံမှာကြတော့အခုကနိုင်ငံကလည်းစီးပွားရေးကပို့ပြီးတော့စိုးလာတယ်လေစိုးလာတော့အဲဘယ်လိုပြောရမလဲဝင်ငွေတွေလည်းလျော့လာတာပေါ့လေဆိုတော့ဒီလိုမျိုးအခြေအနေမှာဆိုလို့ရှိရင်နိုင်ငံကပို့ပြီးတော့ချွတ်ချုံကြတယ်ချွတ်ချုံကြတဲ့အခြေအနေမှာဆိုလို့ရှိရင်စီးပွားရေးကဏ္ဍကလည်းတစ်ခုပါဝင်ဖြစ်တဲ့အတွက်ကြောင့်မလို့လူတွေကစားဖို့နေရခက်ခဲလာတယ်လေ ခက်ခဲလာတော့ဒီလိုမျိုးဈေးတန်တဲ့ဟာတွေကိုတုံးကြတာပေါ့နော်။တုံးကြတဲ့အခါကျလို့ရှိရင်ဒီလိုပြဿနာတွေကြုံတွေ့ရတတ်တယ်။ဆိုတော့ဒီလိုမျိုးအတုတွေဆိုတာဘာအတုမှမကောင်းနော်။အစားအသောက်နဲ့ပတ်သက်ပြီးပြောတာပါ။အစားအသောက်နဲ့ပတ်သက်တဲ့အတုကပို့ပြီးတော့ဆိုးတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမ်းမာရေးအတွက်အတော်တော်ဆိုးတယ်လေ။ဆိုတော့ဒီလိုမျိုးအတုတွေကိုရှောင်ဖို့ပြောခြင်းနဲ့နောက်ပြီးွားလို့ရှိရင်ဒီကျမတို့ပေါ့နော်။ အယောင်တင်မှုငရုတ်တိစိမ့်မှုပေါ့နော်လူတွေကမျိုးမျိုးခေါ်ကြတယ်ဆိုတော့ဒီအမှုန်လေးကဟင်းနေကိုအယောင်လှအောင်အရသာတိုးအောင်ပေါ့နော် မျက်စိပရိသတ်ဖြစ်အောင်လှုပ်ပေးတာမှန်ပေမဲ့နောက်တစ်ခုကပေါ့နော်အတုမဟုတ်ပဲနဲ့အစ်စ်ဆိုရင်တော့မှအဲတိတိချာချာတင်းစီမှုမရှိဘူးဆိုလို့ရှိရင်မှိုတက်တာတွေအဆိုးပြန်တာတွေဖြစ်ပြီးတော့ကျန်းမာရေးကိုထိခိုက်နိုင်တယ်နော်ဆိုတော့အတုဆိုလို့ရှိရင်တော့ပိုဆိုးမှာပေါ့လေဆိုတော့ဒီလိုမျိုးအတုကိုမဆားရအောင် ခုနဒီဗီဒီယိုတွေရလို့ပဲကိုဘာသာကိုအိမ်မှာတနိုင်တစ်ပိုင်းအစကဏ္ဍကြတော့မငရုပ်သီးလေးကိုထောင်းပြီးတော့ဗောနော်ကိုစားနိုင်တဲ့လောက်လीထဲ့ပေါ့နော်တကယ်လို့အဆက်မစားနိုင်တဲ့သူတွေကြတော့လည်းအယောင်တင်မှုန့်သုံးရတာပေါ့အယောင်တင်မှုန့်သုံးနေဆိုလို့ရှိရင်လည်းကိုဝယ်တဲ့အယောင်တင်မှုန့်ကတကယ်ဟိုစစ်မှန်တဲ့အယောင်တင်မှုန့်လားဆိုတာကိုကိုကသတိထားပေါ့နော်ဆိုတော့ဒီအမှုန့်นี่ဒီအယောင်တင်မှုန့်လေးကြမလို့ပေါ့နော် အဲငရုတ်တိမုံလေးကြောင့်မလို့ယောဂမတိုးအောင်ဘယ်လိုမျိုးသိမ့်စီရမလဲဆိုတာကိုအခုပြောပြပေးမယ်ဆိုတော့ငရုတ်တိမုံကအချောက်ချမ်းပဲပျက်စီးမှာမဟုတ်ဘူးပေါ့နော်ပုတ်တိုးဖို့မလွယ်ဘူးဆိုပြီးတော့လူတွေကဒီအချောက်ဆိုတော့ဘောနော်အာယူစာကောင်းယူစာတယ်အချောက်ချမ်းဆိုတော့ဒါပေမဲ့ငရုတ်တိမုံကလည်းတက်တန်းရှိရယ်ပုတ်တိုးပျက်စီးနိုင်တယ်တေချာမသိမ့်စီးဘူးဆိုလို့ရှိရင်ကျန်းမာရေးကိုထိခိုက်လာစေနိုင်တယ်ဆိုတော့အိမ်မှာငရုတ်တိမုံသိမ့်စီးထားတာကဤစနစ်မှန်ရဲ့လားဆိုတာကိုကျမတို့အတူတူ လေ့လာကြည့်ရအောင်ပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့ငရုတ်သီးမှုတ်ကိုလေလုံအောင်ထားပေးပါဒီငရုတ်သီးမှုတ်ကိုအထုပ်နဲ့ထုပ်ထားတာပဲဖြစ်ဖြစ်ဘူးပလင်းနေနေပေါ့နော်ကိုယ်ကထည့်ထားရမယ်ဖြစ်ဖြစ်လေလေလုံအောင်လို့တေချာလေးထုပ်ပိုးထားဖို့လိုပါတယ်အဲ့ဒါမှအစူပြန်တာနဲ့ငရုတ်သီးမှုတ် မို့ပြဿနာတွေကိုကာကွယ်ပြီးသားဖြစ်မှာပေါ့နော်။နောက်ရေဆူနေတဲ့အရာတွေနဲ့မနှိုက်ပါနဲ့။ကိုကလက်ရေဆူနေတယ်၊ဇွန်ကြီးရရေဆူနေတယ်ဆိုလို့ရှိရင်ဒီရေဆူနေတဲ့ဟာတွေနဲ့ငရုတ်သီးမှုံကိုမခတ်ဖို့တတိထားရပါမယ်။ဒီလိုရေဆူနေတာကအဆိုးပြန်စီပြီးတော့မှုတက်စေနိုင်တယ်။နောက်ဒီပေါ့နော်ကိုကဘူးထဲမှာထားရဆိုလို့ရှိရင်လည်းဒီဘူးထဲမှာသူ့ကိုခတ်ဖို့အတွက်ကိုဇွန်ကိုတီးတတ်နေပေါ့နော်။ ထားတာဒီဘူးထဲမှာပဲဇွန်လေးထည့်ထားပါတော့နောက်တစ်ခုကငယ်ဦးသီးခတ်တဲ့ဇွန်ကိုလည်းလက်ရည်ဆိုရင်းနဲ့မကင်မိစေနဲ့ရည်ဆိုနေတဲ့လက်နဲ့ကင်မိမယ်ဆိုလို့ရှိရင်ဇွန်ကိုအငွေ့ပြန်ပြီးတော့ဒီအဆိုပြန်အစီစီရဲပေါ့နော်ဆိုတော့ငယ်ဦးသီးမုံကိုနောက်နေအောင်နဲ့တိုင်းရိုက်မထည့်တဲ့နေရာမှာထားပါကြောင်အိမ်တို့ဘီရိုတို့ ဒီဒီရဲမှာထည့်ထားပါတော့။ဒါပေမဲ့ငရုတ်သီးမုံကလက်ဆက်ရည်လားစားဖို့တင့်တော်ရည်လားဆိုတာကိုကိုကအမြဲတမ်းအဲတည်အောင်လို့အကြည့်အောင်ပလင်းလေးနဲ့ပဲထည့်ထား။နောက်အင်းမြ၆တူရဲ့နေရာမှာထားပါတော့။အင်းမြ၆တူရဲ့နေရာဆိုတော့အစားအစာတွေရဲ့ဒီအာဟာရဖြစ်စီတဲ့တက်ကူပေါ့နော်ထိမ့်ပေးတဲ့အကောင်ဆုံးနေရာအဲ့ဒါကြောင့်မလို့ငရုတ်သီးကိုလေလုံးနဲ့ပလင်းနဲ့မှထည့်ပြီးတော့အင်းမြ၆တူရဲ့နေရာမှာတင်စီဖို့အတွက်အကြံပြုခြင်းနဲ့ဆိုတော့ဟိုပြောချင်တာကတော့နှစ်ခုပေါ့နော်။ကိုကငရုတ်သီးမုံကို ဒီအရောင်တင်မဟုတ်သုံးမယ်ဆိုလို့ရှိရင်အတူအစစ်တည်တည်ကြာခွဲခြားပြီးတော့မှအာစားကြံရှိတာစားပေါ့နော်အဲ့လိုမျိုးကပို့ပြီးတော့အဆင်ပြေလိမ့်မယ်ဒါမှမဟုတ်ပဲပေါ့နော်တကယ်လို့အစစ်ဆိုရင်တော့မှကျမတို့မှာတင်းစီပုံတင်းစီနီးပေါ့နော်မှန်ကန်မှုလို့ရခုနကျမပြောတဲ့နီးတိုင်းပဲတင်းစီမှာပေါ့နော်အဲကိုကျမရေးကိုအထောက်အကူပြုတယ်ယောဂမဖြစ်တယ်ပေါ့เนาะဒီငရုတ်တိမှုံစားတာဖြစ်မှာဆိုတော့ဒီငရုတ်တိမှုံနေကကျမတို့ခုပြောချင်တာလေငရုတ်တိမှုံနေက အများအားဖြင့်ပေါ့နော်ဒီအသေးကင်စာအသေးချောက်သမားတွေတော်တော်များများကငရုတ်တိမှုန့်စားတဲ့လူကပိုများတယ်အခုနောက်ပိုင်းမှာလေအရက်တောက်တာထက်ပေါ့နော်အဲတချို့ကအရက်တောက်လို့ပေါ့နော်အသေးချောက်တဲ့အသေးကင်စာဖြစ်ကြတယ်လို့ထင်နေကြတာဒါပေမဲ့အရက်ထက်ပိုပြီးတော့ဆိုးဆိုးရွားရွားကျန်းမာရေးကိုထိခိုက်စေတယ်အသေးကိုထိခိုက်စေတာပါလဲဆိုရင် ခုနပြောတဲ့ငရုတ်တိကြီးထဲမှာပါတယ်မှု့ ငယ်သေးတည်းမှာပါတဲ့မှုကအရန်ကျမ်းမာရေးကိုထိခိုက်စေတယ်။တော်တော်ကြီးကိုထိခိုက်စေတယ်နော်။အဲဒါကြောင့်မလို့ကိုကငရုတ်သီးစားတာကြိုက်တယ်။ငရုတ်သီးမပါဘဲနဲ့ထမင်းမစားနိုင်ဘူးဆိုရင်တော့မှဒီငရုတ်သီးထဲမှာပါတဲ့မှုကိုပေါ့နော်။မစားမိအောင်ငရုတ်သီးဆိုလို့ရှိရင်လည်းအဲ တကယ်ကိုပေါ့နော်ကိုစားကန်နေငယ်ဟုတ်သီးလို့ဆိုလို့ရှိရင်ဒီခုနပြောလို့ထောင်းမငယ်ဟုတ်သီးလို့ဆိုလို့ရှိရင်ချိုးကြည့်အထဲမှာမှုတက်နေလားမတက်နေလားကြည့်နော်အဲ့လိုမျိုးကြည့်ပြီးတော့မှစားဖို့အတွက်အကြံပြုချင်ပါတယ်ဆိုတော့ကျွန်မအခုပြောခဲ့တဲ့အကြောင်းညာလေးကတော့ကျွန်မတို့တွေဒီမြန်မာဟင်းနေချက်တဲ့အချိန်မှာမပါမဖြစ်သုံးနေကြတဲ့အယောင်တင်မှုန့်ကိုဘယ်လိုမျိုးစားမလဲနောက်အယောင်တင်မှုန့်ဟာအစ်စ်နဲ့အတူပေါ့နော်ရှိရဲ့ဆိုတော့အတူတွေကတော့ပြောတဲ့လိုမျိုးပဲဘာအတူမှမကောင်းဘူးနောက်ပြီးတော့ရင်ပေါ့နော်ဒီ ပြောရမယ်ဆိုလို့ရှိရင်လူတွေကဝင်ဝင်လဲချက်တဲလာတဲ့အပြင်ကိုကုန်စင်တော့နေရာလဲတက်လာတဲ့အတွက်ကြောင့်မလို့အရင်လိုမျိုးပေါ့နော်ကိုရီးယားကောင်းကောင်းမွန်မစားနိုင်ဘူးဆိုရင်တော့မကိုယ့်ရဲ့ကျမကြီးကိုဂယုစိုက်ပြီးတော့ကိုယ့်ရဲ့ကျမကြီးအတွက်အထောက်အကူပြုတဲ့အရာလေးတွေကိုပဲစားငရုတ်သီးကိုလျှော့စားဖို့အတွက်အကြံပြုချင်ပါတယ်ရှင်